။အားလုံးပဲမင်္ဂလာပါခင်ဗျာ။တရားကြီး channel ကနေကြိုဆိုနှုတ်ခွန်းဆက်တက်လိုက်ပါတယ်ခင်ဗျာ။ကျွန်တော်ဒီနေ့တင်ဆက်ဖတ်ပြပေးမှာတော့ဆရာကြီးရွှေဦးတော်ရေးသားထားသောစုံတော်ဝိထုတိုမြတ်စာအုပ်ထဲမှာသွားဆိုင်ဆရာမှုဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။တင်ဆက်မှုကိုမစခင်မှာကျွန်တော်ဤပရိသတ်များက channel ကို like and subscribe များနဲ့ပံ့ပိုးကူညီလို့ရပါတယ်ခင်ဗျာ။ တင်ဆက်သမျှတွေကိုသိရှိအောင်လဲဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါအောင်ခင်ဗျာကျွန်တော်ဤ channel ကိုအားပေးကြည့်ရှုကြပါတော့ပြည်တွင်းပြည်ပမှချစ်ပရိသတ်များအားလုံးနဲ့မြန်မာပြည်သူပြည်သားများအားလုံးဘေးကင်းပြီးကျန်းမာချမ်းသာကြပါစေခင်ဗျာကျွန်တော်တရေကြီးဖြစ်ပါတယ်တောဆိုင်ဆရာအမှုကိုပါမင်းဆိုသူမှာမန္တလေးမြို့သားတောဆိုင်ဆရာဝန်တယောက်ဖြစ်လျာမန္တလေးမြို့၌၎င်းအလုပ်တွင်အတော်အတန်နာမည်ရခဲ့ပြီးသည့်နောက် ရန်ကုန်မြို့သို့ရွှေ့ပြောင်း၍ထိုလုပ်ကိုဆက်လက်လုပ်ကင်ရာတွင်အတော်ပင်ကြီးပွားချမ်းသာခြင်းရှိလာခဲ့သူတစ်ယောက်ဖြစ်ပေသည်၎င်း၌မရရှိတော်လဲတာသမီမရှိသေးသည်ဖြစ်၍အကျဉ်လင်းများနှစ်ယောက်တို့မှရန်ကုန်သို့ရောက်ပြီးစနှစ်နှစ်သုံးနှစ်ခန့်တွင်ညီညွတ်ချမ်းမြေစွာအတူနေထိုင်လျက်ရှိကြလေတယ်။တနေ့တနေ့အင်္ဂလိပ်เจ้าမှခြောက်တန်းခဲ့အောင်မြင်ခဲ့ဘူးသည့်မသိရင်ဆိုသူမိန်းကလေးတစ်ယောက်သည် ဥပမေးဆိုင်တို့ရွှေသွားခုရန်လာရောက်ရင်းသွားဆိုင်ချင်းအတက်ကိုတင် जा လိုကြောင်းနဲ့ပြောပြလေရာဥပမင်းကမိန်းကလေးများမှာသွားဆိုင်ချင်းအလုံး၌လူဘူးချင်းမရှိညာတော်လဲစင်စစ်အဖြစ်ထိုလုံးမှာမိမတို့နဲ့မသိမရောဟူ၍ဆွေဝဲဖွယ်ရန်မရှိဖြစ်သောကြောင့်လက်ခံရန်သဘောတူညီလေတဲ့ထိုအကြောင်းကိုကိုပါမင်းရဲ့မိမမသက်မေသိရှိတော်လဲ ဦးလေးနှင့်တူမအရွယ်ကရှိနေသည့်ဖြစ်သောကြောင့်တစုံတရာကန့်ကွက်ပြောဆိုခြင်းမရှိသည့်အပြင်မတတ်မေသည့်မသိရင်ကိုမြင်လျင်မြင်ခြင်းနှင့်ချက်ခင်ကျင်နာခြင်းရှိသည့်ဖြစ်မိမိတို့နေရင်တို့မကြာခဏလာရောက်လည်ပတ်ရင်လည်းဖိတ်ကြားခေါ်ငင်လေးရှိလေတဲ့တနေ့တနေ့ကိုပါမင်းဟာမိမိမွေးရက်မွေးနေ့တို့ထပ်တည်ဟုထိုနေ့တွင်တန်ဃာတော်များကိုရုပ်ပတ်လမ်းရှိမိမိနေ၌ဆုံးလုံကျွေးယုံမြတ်မက ညင်အခါ၌လဲဖျားကိုစုပူဇော်ပြီးမိတ်ဆွေတင်ရတွေကိုမိမိနေ၌အခန့်ကျွေးမခြင်းပြုလေတယ်ဒီလိုအိမ်သွားရောက်ကြသည့်မိတ်ဆွေများက ကိုပါမင်းစနီးမတက်မီသည်ထိုညနိုင်အထူးသဖြင့်ရှင်ရှင်ပြတ်ပြတ်ရှိနေသည်ကိုတွေ့မြင်ခဲ့ကြကြောင်းနှင့်အချင်းချင်းပြောမိကြလေသည်ဖြစ်ရာထိုညနိုင်ကမတက်မီကိုနောက်ဆုံးတွေ့မြင်ကြရသောညဖြစ်လေတယ်အကြောင်းကိုဆိုသောထိုညမှာစပြီးမတက်မီမှာ မြေမြိုပြစ်သွားတဲ့ကဲ့သို့တခါတည်းကွယ်ပြောက်ရေးသွားသောကြောင့်ဖြစ်လေတဲ့မိတ်ဆွေများကမသက်မေတရားမမြင်ပါကြောင်းနဲ့မေးမြန်းကြသောအခါမှကိုပါမင်းကအရေးကြီးသောကိစ္စတစ်ခုနဲ့မန္တလေးသို့ထွက်သွားကြောင်းပြောပြလေတဲ့၎င်း၌တလခန့်ကြာသောအခါ၌မသက်မေမှာမန္တလေးမြို့၌တည်ဆုံမြည်ဟု၍ကျင်းနှင်းရကြောင်းနှင့်ကိုပါမင်းကမိတ်ဆွေများပြောပြလေတဲ့ထိုအခါမှစပြီးကိုပါမင်းနဲ့၎င်းရဲ့လက်ထောက်တစ်ပည့် မသိရင်တို့မှာဒွာအတူလာအတူဘိုင်းစကုတ်ကြည့်လင်းနေအတူမြည်သည့်နေရာ၌မဆိုးမခွဲပဲတရွဲတွေတွဲနေကြသည်ကိုမိစေများတွေ့မြင်ကြရလေတယ်။သူပါတော်လဲမိမတေးဆုံးသောသောယောက်ျားတို့မြည်သည်မှာမိမအစ်ရှာမြဲဓမ္မရာပေဒီဟုဘယ်မိစေကမြညာစွာအေးမယူဂယူမဆိုင်တောင်းမြဲလာမြဲတာလင်ရှိကြလေတယ်။သူရမမသက်မင်းနဲ့အတော်တန်ချွတ်ချွန်းဝင်မှုသည့်မိမတယောက်ကမူမိမိမိစေတေးဆုံးသည့်နောက် ညီမလအချိန်မကြာသေးမီအခြားမိန်းမတစ်ယောက်နဲ့တတွဲတဲ့တွဲနေသည်ကိုမြင်းမြင့်ကလာသည်နှင့်ဂယုဆိုင်၍ကြင့်မိရာတညာ၌ကိုပါမင်းနှင့်၎င်း၏လက်ထောက်မသိရင်တို့ဘိုင်းစကော့ယုံတဲ့သူဝင်ပြီးပေးချစွာကြင့်မိသည်တွင်မသိရင်ဝစ်စင်ထားသောစိတ်နဂတ်မှမသက်မေး၏နဂတ်ဖြစ်သည်ဟုထင်မိလေတဲ့ထို့သောတွင်မြင်လိုက်ရသည်နှင့်တပြိုင်နက်၎င်းမိန်းမသည်သင်္ကာမကင်းခြင်းဖြစ်၍ပလိတ်ရာတရင်ပေးပြီးလျင်ပလိတ်အရာရှိရာ အမတ်တမဲ့ထောင်လန်းစုံစမ်းရန်ဂရိထားလိုက်လေတဲ့၎င်းအရာရှိမှာ inspector ဥထုံးနေဆိုသူဖြစ်လျာ၎င်းမှာအင်္ဂလိပ်စာအထက်တန်းကြီးပင်မအောင်မြင်တော်လဲစုံထောက်သည့်အရာဌာန၌ဇွဲကောင်းခြင်းစိတ်ရှည်ခြင်းအထူးပင်ပန်းခံခြင်းတည်းဟူသောတတ္တိတို့ကြောင့်နှင်းမြန်စွာယာဓုတုတ်တဲ့ချင်းမြင်ခံရသူတစ်ယောက်ဖြစ်လေတဲ့ဥထုံးတင်သည်ထုံးမှုကိုထောင်လန်းစုံစမ်းလိုက်သည်နှင့်တပြိုင်နက်ထူးခြားသောအချက်တစ်ချက်ကိုတွေ့ရလေတဲ့ ပထမတစ်ချက်မှာကိုပါမင်းရဲ့ဇနီးမသက်မေအလောင်းကိုကိုပါမင်းအိမ်ဝင်းအတွင်းရေရင်းပြက်တစ်ခုထဲ၌တွေ့ရှိရခြင်းအလောင်း၏အပေါ်သို့အခွဲမြတ်နှင့်မြေဆိုင်ခဲများပြစ်ချက်ဖုံးဖိထားလို့အ내မထွက်နိုင်ပဲရှိလေတယ်ဒုတိယအချက်မှာကိုပါမင်းနဲ့မသိရင်တို့တစ်ချိန်နဲ့ပျောက်ွယ်သွားခြင်းဖြစ်လေတယ်အရာရီမြေအတွင်းမန္တလေးမှရန်ကုန်သို့သွားသောစာပို့မိသိမ်းမပေါ်မှာတင်မောစီမောင်လအောင်ဟာအထက်ပါအဖြစ်အပျက်များကို တရင်စာတစ်ဆောင်ကိုစုံလင်းစွာရေးသားဖော်ပြပါရှိသည်ကိုဖတ်ရှုခဲ့ရလေတဲ့ထိုအဖြစ်ပြများနေအတူကိုပါမဲ့ပုံရိပ်မသိရင်တို့ရုပ်ပုံများလည်းပါရှိလေရမောင်လာအောင်ဟာဓာတ်ပုံများကိုတေချာပါကြည့်ရှုပြီးမသက်မေအလောင်းမှပျောက်ဆုံးနေသောကိုရင်ကအပိုင်းအစကိုတွေ့ရှိအောင်တရင်ပေးနိုင်သူအားစုငွေထုတ်ပေးမိဟုသောကြောင့်များကိုလည်းတွေ့ရှိရလေတဲ့ထိုမူမှာအတော်ပင်ထူးဆန်းသောအမှုဖြစ်သောကြောင့်ရန်ကုန်မြို့၌ စာဖို့တင်မောစိုက်ကနေစဉ်ဒါမှမဟုတ်တင်မောပေါ်နိုင်လဲဒုတိယခရီးတဲ့ခရီးတဲ့တို့ထိုချောင်းကိုပင်ပြောဆိုလျက်ရှိကြနေသည်ကို မောင်လောက်အောင်ကြားရလေတယ်မိတင်မောဟာပြည်မြို့မှာဆန်တက်လာတဲ့အခါဒုတိယတန်းခရီးတဲ့တို့မှာပယ်ပိုင်းမှာပြည့်နေနေအောင်ပါလာလေဖြစ်လျာမောင်လောက်အောင်ဟာထမင်းစားတဲ့အခါတင်မောပယ်ပိုင်းမှာရှိတဲ့ဒုတိယတန်းခရီးသွားများနဲ့အတူတွားရောက်စားတော့လိရှိသည်ဖြစ်ရထမင်းစားသွားသည့်အခါတိုင်း 20ကျော်မြတ်သောဒုတိယဒန်းစီခရီးသည်များကိုသေချာစွာကြည့်မိနေတယ်။ခရီးသည်များမှာចောင်းပိတ်တော့ကြောင့်မိမိအရက်ထံသို့ပြန်ကြသောចောင်းသား6ယောက်မြမအရာရှိ1ယောက်နဲ့၎င်းရဲ့မယားဘိုကပြားလေး1ယောက်တရုတ်ကပြား2ယောက် ဥပဇင်းတစ်ပါးနဲ့ကိုရင်ကလေးတစ်ပါးဖြစ်နေတယ်။မောင်လာအဟားပဒင်းစားရပါသောဓပုံများနဲ့ခရီးသည်များ၏ပုံကိုအမှတ်မဲ့နိုင်ရှင် ကြည့်မိရဘယ်ခရီးသည်များထိုဓပုံနဲ့မတူကြောင်း တွေ့ရလေတဲ့ထို့သောနိုင်ရှင်ကြည်ချင်းမှာမောင်လအောင်ဒီစုံတော့မောင်ဆန်ရှားဝိတုများကိုဖတ်ဖို့သည်ဖြစ်စုံတော့ချင်း၌အတော်တန်ဝါသနာပါရှိသည့်အပြင်ကိုပါမင်းနေမသိရင်တို့မှလည်းအကဲ၍မိမိသင်္ဘောနဲ့ပါလာခဲ့ပါမူဒုတိယအတန်းဖြစ်ခရီးတော်လာမဲ့သူများဖြစ်တဲ့အတွက်ကြောင့်ပါလိုပါညာဟူသောသဘောမျိုးနဲ့ကြည့်မိခြင်းဖြစ်ပေတဲ့ထိုနေ့ည၌မောင်လအောင်ဟာခရီးသည်များနဲ့ကိုပါမင်းဘုအကြောင်းကိုအပြင်းပြပြောဆိုကြရာ ရရှိသည်များဟာ၎င်းအင်္ဂလိပ်ကာပြားများသည့်၎င်းတရုတ်ကာပြားများသည့်၎င်းဥပစင်းသည့်၎င်းထိုမှု၌အလွန်တရာစိတ်ပါလက်ပါအကြံဉာဏ်ပေးလျက်ရှိကြသည်ဖြစ်ရာကိုယ်အင်္ဂလိပ်တဘာတဲ့တာလျင်အမှုအကြောင်းကို အရှင်းဘီးမဆိုင်သည့်လက္ခဏာနှင့်မိမိဆုံးလုံငုတ်ကဖုံးပင်းနေလေတဲ့ထိုညာ၌မောင်လာအောင်လဲစိတ်ကဲသို့တက်၍လက်ပတ်ပြီးသည့်ညက်သောအခါမှတင်းမောပေါ်သို့ပြန်လာရာ ရုတ်တရက်မိတ်ချင်းလေးဒီနှစ်ရခင်ကသတင်းစာကိုယူပြီးဓာတ်ပုံများကို ကြည့်ရှုပြန်နေတယ်။၎င်းတို့ကြည်နေစဉ်မောင်လအောင်ဟာအကျံတစ်ခုရသည်နှင့်ကိုပါမင်းဤပုံတွင်ပါသောနှကမ်းမွေးများကိုမြေပြူနှင့်ဖြတ်ပြီးပုံကိုကြည့်ပြန်သောအခါများစွာအံ့ဩမိလေတယ်။အကြောင်းတော်ကထိုကဲ့သို့ကြည့်ရှုလိုက်သောအခါတွင် ကိုပါမင်းဤပုံသည်ဒုတိယဒန်းစီခရီးတဲ့တယောက်ဤရုပ်နှင့်အလွန်တူရာ တူလှပေသောကြောင့်ဒီ သူရရင်ခီးတဲ့တူသည်ပြမှုကျူးလွန်ကြောင်းနဲ့ကြောင်ညာထုတ်ထားသောသူ၏ရုပ်ပုံနှင့်တူညီခြင်းရှိုံမျက်နှင့်မြည်သောမျှပြုလုပ်နိုင်သေးသည်မဟုတ်လူသူမရှားဟုသောစကားပုံလည်းရှိသေးသည်ရုပ်အသွင်ပြင်တူညီရုံမျက်ထက်လုံလောက်သောတသက်တက္ကရာရမှန်တာဖြင့်ရေးယူနိုင်ပြီဖြစ်လေတဲ့၎င်းနောက်မောင်လာအောင်သည်စက်ကူတစ်ခုကိုအပေါက်ငယ်တစ်ခုအောင်ဖောက်ပြီးနောက်မသိရင်ဤဓပုံ၌စတုံးစံစား စသည်များကိုဖုံးမိစေလျက်မျက်နှာတက်တက်သာလျင် ပေါ်ထွက်စေအောင်ပြုလျက်ကြည့်မိပြန်ရာရှေ့ကထပ်ပင်သား၍အန်အောခြင်းဖြစ်လေတဲ့အကြောင်းကထိုပုံမှာလဲအခြားခီးတဲ့တယောက်၏ရုပ်နှင့်တူသောတွေ့ရပြန်သောကြောင့်လေဖြစ်လေသည်ထို့နောက်မောင်လာအောင်သည်ခီးတဲ့များဆင်းမိစေကဲဆင်းကိုကြည့်မိပြန်ရာကျောင်းသော၆ရောက်တော့မှတပါကျွန်တော်ခီးတဲ့များမှာမန္တလေးမြို့သို့တိုင်အောင်လိုက်ပါမိဖြစ်ကြောင်းသိရှိရလေတဲ့တို့ဖြစ်မောင်လာအောင်သည် နောက်စိတ်ကဲ၌စိတ်ကမိအခါတွင်မန္တလေးမြို့ရှိပြည့်ရရှိညာထံတန်ကျိုးတဆောင်ရိုက်ကြားပေးဖို့လိုက်လေတဲ့။နောက်နေ့၌မောင်လောက်အောင်ဟာဒုတိယတန်းပယ်ခန်းသို့ထမင်းစားတော့ရောက်တော့အခါတွင် ခီးတဲ့များဤအကဲကိုခက်လျာ၎င်းတို့မှမိမိအကြံကိုရိပ်မိသည်မရှိဘဲခါတိုင်းခက်သို့ပင် ထွေရလဲပါစကားများကို ရေမောပြောဆိုက ရှိနေကြလေ။မန္တလေးသို့စိုက်ကပ်သည့်နေ့တွင် မောင်လောက်အောင်ဟာ ထမင်းစားပြီးသဖြင့်ဇပွဲမှထလာသောအခါတွင်ဥပစင်းအနီးသို့ချင်းကပြီးအရေးကြီးသောကိစ္စတစ်ခုနှင့်စကားပြောရင်ရှိသောကြောင့်မိမိအခန်းသို့လိုက်ပါရန်ရှောက်ထားလေရာဥစင်းသည်လည်းတွက်လက်စာလိုက်ပါလာခဲ့လေတဲ့ဥစင်းဟာမောင်လောက်အောင်နှင့်အတူလိုက်ပါခဲ့ပြီးနှစ်ဦးစလုံးဟာမောင်လောက်အောင်ရဲ့အခန်းတွင်းသို့ရောက်ကြသောအခါမောင်လောက်အောင်သည်တကားကိုပိတ်ထားလိုက်လေတဲ့ထိုအခါဥစင်းကမကိစ္စလေတကားကြီး တပေးတော့အရေးကြီးတဲ့အချက်တစ်ချက်တွေ့ရလို့ပါဗျာဘလို့ကိစ္စလဲကျုပ်ကလူမမဟုတ်ပဲတကာကြီးရဲ့ကိစ္စရှင်တကာကြီးတို့လူချင်းချင်းတိုင်ပင်ကြပါတော့လားလူချင်းချင်းကိုတပေးတော့မယုံကြည်နိုင်ဘူးဗျာဥစဉ်ကိုသာယုံကြည်ထိုက်တယ်ထင်မှတ်လို့တပေးတော့တိုင်ပင်တပါတယ်ဗျာကဲဒါဖြင့်ပြောတပေးတော်တို့တင်းမောပေါ်မှာတနေ့ကတပေးတော်ပြောတဲ့ remedy တစ်ယောက်ပါလာတယ်ဟောဘာလို့လဲကိုပါမင်းဆိုတဲ့သွားစိတ်ဆရာအောင်ပါဗျာတကာကြီးကရည်ရည်ရပြောနေတယ်မှတ်တယ် တကယ်ပါဗျာတကကြီးဒါဖြစ်ဘယ်နဲ့လုံးလဲတပည့်တော်မန္တလေးကပလိတ်ကိုကျင်းနေရိုက်လိုက်ပါပြီဖေယားကောင်းတာပဲဒါဖြစ်ဒီတွင်းမှာတင်းမဆိုင်ဖို့မရှိဘူးဆိုတော့ပုံရောက်ရင်အသာဖမ်းရုံပဲရှိတာပေါ့တူတူလဲဒီအကြောင်းကိုအရှင်ဖေယားဘယ်သူမှ ပြောတော့မမူပါနဲ့ဖေယားစိတ်ချပါမပြောဘူးဒါထက်တကကြီးကဘယ်သူလဲဒါတော့တပည့်တော်ပြောဖို့မလိုသေးပါဘူးဖေယားဟိုရောက်တော့သိပါလိမ့်မယ် နေုံဒါထက်ဒီเจ้าကိုဘာကြောင့်ကျုပ်ကိုပြောရတာလဲတပည့်တော်တယောက်တည်းတိဖို့မြုံနေရတယ်ကြာလာပါပြီဖေဟာတယောက်ယောက်ကိုမပြောရရင်ဝန်းလက်ကကွဲပြီးထွက်သွားမှဆိုလို့အရှင်ဖေဟာကိုတိုင်တယ်ရတာပါဖေဟာကောင်းပြီလေကျုပ်ကရာခုတ်တကောင်ဆိုတာအင်မတန်မုန်းတယ်လူပဲအเจ้าရှင်ကျုပ်ကူညီမယ်ကြာလာကောင်းလာပါပြီဖေဟာရှင်းတော့မောင်းလောက်အောင်ဒီအခန်းတကဖွင့်ပွေလိုက်ရဦးစင်းလဲအခန်းတို့ပြန်ထွက်သွားလိမ့်မယ်နောက်ဆုံးနဲ့စားဖို့တင်းမောဟာ မင်္ဂလိမျိုးစိတ်ကန်းသူစိုက်ကတ်တော်မီပြုလျာခီးတဲ့တို့မှာဝန်စီအထုပ်ပိုးများကိုအတိအတိပြင်ဆင်သိမ်းဆဲပြကြသဖြင့်တင်းမောလက်ရံမှာကမ်းပတ်သူမျိုးကြီးကရှိနေကြလေတယ်။၎င်းတို့ရှိနေကြစဉ်တင်းမောပဲ့ပိုင်းမှာလူကြသွားပြီလူကြသွားပြီဟုစူညံစွာအော်ဟစ်တန်ကိုကြားကြလျာတင်းမောအရာရှိအားလုံးတို့လည်းပဲ့ပိုင်းသူပြေးလွှားကြလေတယ်။တခဏမြကြာသောအခါ၌ဦးစင်ရတင်းမောဆေးမောင်လောက်အောင်ဤသို့ချင်းကပ်ပြီးဘာဖြစ်တာလဲတကကြီး တော်တော်မြင်များငယ်များတဲ့ကိုဘမင်းပဲဖေ။ဘာဖြစ်လို့လဲ။ရေထဲခုန်ချသွားပြီဖေ။ဖြစ်လေတကကြီးကျုပ်ကဇစ်ကုတ်ပြီးဖမ်းမင်းစဲနေတာ။လှုပ်ပြေးလေ။ထိုခဏ၌မတော်ဖို့တစင်းသည်တင်းမောမဆိုင်ကက်မီပင်တင်းမောနဘေးမှမြောင်လျက်လိုက်ကက်လာရာ၎င်း၌အင်စပက်တော်တယောက်နှင့်ပလိတ်သား၄ယောက်တို့ပါလာကြလေတဲ့။အင်စပက်တော်တင်းမောဘော်တို့တက်လာသည့်နှင့်တပြိုင်နက်မောင်လာအောင်ဦးစင်းတို့နှင့်တွေ့အင်စပက်တော်က မြန်ကျင်းနဲ့ကျွန်တော်ရတယ်ဒါပေမဲ့တရားခံရေးတဲ့ခုံချထပြေးသွားပြီဆိုဦးစင်းကဒီစေးကြီးအပြစ်မဟုတ်သေးဘူးဗျကျုပ်ကိုယ်တိုင်ဦးရဲ့ဘောင်ဝင်လာရှုပ်နေတာလဲဘက်နဲ့လဲကိုလာအောင်ရဲ့တကယ်ချင်းမလို့နာမည်ရအောင်လုပ်ပေးမယ်ဆိုပြီးခင်ဗျတရားခံဩဗျမောင်းတော့ဟောတာတရားခံမဲဗျဟုပြောလျက်ဦးစင်းကိုလက်ညှိုးညွန်ပြလေတယ်ထိုးခိုင်းအင်စပက်တာနဲ့ပလိတ်သားလို့လဲဦးစင်းကိုဖမ်းပြီးလက်ထိတ်ခတ်ကြလေရခီးတယ်များက ဦးစင်းကိုလက်ထိတ်ခက်ရက်ချီမီလို့ဟုတ်ပြစ်တင်ပြောဆိုကြလေတယ်။မောင်လာအောင်ဘယ်ကဦးစင်းဟောမှာလဲဘောဝမြင်လိုက်ခမရတို့ရဟန်းမှတ်မနေကြနဲ့ဗျ။ဒီကရဟန်းဆက်မဟုတ်ဘူးရဟန်းတို့ရဟန်းရောင်ဗျ။သူတယောက်ထဲတော့မဟုတ်ဘူးအဖော်ပါသေးတယ်။ဖဲကြလဲ။ This word dog မသိရင်ဟောဗျ။မောင်လာအောင်ကလာပါကျုပ်နဲ့သာလိုက်ခဲ့ပါ။၎င်းနောက်မောင်လာအောင်ဒီ This word dog ကိုဒုတိယတဲ့အခန်းစီသို့ခေါ်သွားရည် သတင်းသာဖက်လျက်ရှိသောကိုရင်ကိုညွှန်ပြလေတယ်။ Inspector ဘက်နဲ့လဲပြကိုရင်ကလေးပါလား။အမြဲတင်သားရုံနဲ့ကိုရင်ကိုခမရလို့မြင်မှုကြရဲ့လား။ကိုရင်မဟုတ်ဘူးခမရဖမ်းမှလားဖမ်းဗျာ။ Inspector လဲကိုရင်အနည်းသို့ချင်းကလေးရဲ့ရံကုန်မြို့လူသက်မှုနဲ့ပတ်သက်၍ဖမ်းဆီးရမည်ဖြစ်ကြောင်းပြောပြလေရာကိုရင်ကလေးလဲမျက်နှာ၌တွေးဆပြီးနောက်သတိလစ်မတက်ဖြစ်သွားလေတယ်။တရားခဏ်များကိုဖမ်းပြည်သည့်နောက်မောင်လောက်အောင်ဒါတဲ့ကိုပါမင်းခမရရေတဲ့ပြစ်ချလိုက်တာဘာလို့ကြီးလဲ။ တကယ်ထွက်ပြေးတော့တော့မဟုတ်တယ်ရပါဘူးဗျာဦးစင်းကတော့ပါမင်းလာမရှုံးနဲ့ဟဲ့အောင်အာကလူပဲဗျာ၎င်းအမှုကိုရန်ကုန်မြို့ဆက်ရှင်ရုံးတို့ပို့ရစစ်ဆေးရာတရားသူကြီးကကိုဗမင်းအားမရမသက်မေးကိုတက်ကြောင်းထင်ရှားသဖြင့်သေစားသေးစီရင်စီရင်ချက်ချလိုက်လေတဲ့မသိရင်မှမူထိုမှု၌တစုံတရာပတ်သက်ကြောင်းလုံလောက်သောတသက်ထွက်ဆိုချက်မရှိသဖြင့်လှုပ်ပေးလိုက်ရလေတည်းဟုတ်ကဲ့ဆရာကြီးရွှေဦးတော်ရေးသားထားသော ဆုံးနောက်ဝိထုတို့များစာအုပ်ထဲမှာတောဆိုင်ဆရာအမှုဆိုတဲ့ဝိထုတို့လေးကိုဒီမှာပဲရှင်းသားပြရစီခင်ဗျာကျွန်တော်ဒီ channel ကိုအားပေးကြည့်ရှုကြပါတော့ကြည်ရင်းပြပတ်မှာချစ်ပိတ်သက်များအားလုံးနဲ့မြန်မာပြည်သူပြည်သားများအားလုံးဘေးကင်းပြီးစမ်းမချမ်းသာကြပါစီခင်ဗျာကျွန်တော်တရေကြီးဖြစ်ပါတယ်